မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာစလင်းဥကျော်ရေးသားသောလေးကျိုးမိုင်ဘုံမစိုးဥတူတော်ဆေးရုပ်ကလေးဤကံဗီယာစွမ်းရင်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရာဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ကျမတို့ရဲ့ငြိမ်းချမ်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင် ဆရာကြီးဦးသိမ်းမောင်သည်စနေမျိုးနှင့်ပေါင်းပင်စင်းရက်ွက်ထဲတွင် နေထိုင်ပါသည်။ဘေးရင်လက္ခဏာဟောပြောခြင်း၊ဇာတာဖွဲ့ခြင်းတို့ဖြင့်အသက်မွေးဝမ်းကြောင်းပြုပါသည်။စင်မြူကျွန်းမျိုးနှင့်နိုင်ငံတော်အသိအမှတ်ပြုလက်မှတ်ရဆရာကြီးဦးကြည်ဝင်းဦးစည်းဖွင့်လှစ်သောတိုင်းရင်းစည်းပညာသင်တန်းတွင်တက်ရောက်ခဲ့ပါသည်။ ထို့ကြောင့်ဆရာကြီးဦးသိမ်းမောင်သည်နိုင်ငံတော်အသိမှတ်ပြုတိုင်းရင်းစေးပညာအောင်လက်မှတ်ရရှိပြီးသူလည်းဖြစ်ပါသည်။မကျန်းမာသူများကိုလည်းတိုင်းရင်းစေးများဖြင့်ကျန်းမာလာအောင်ကုသပေးပါသည်။ထိမ်းများလက်ထက်မင်္ဂလာပွဲများတွင်လည်းမင်္ဂလာဆရာဖြင့်မင်္ဂလာစကားများချီးမြှင့်ပေးပါသည်။ AI စမခလဲလက်ဖွဲ့အတတ်ပညာများကိုလည်းကျွမ်းကျင်တက်မြောက်ပါသည်။ယရနာဒီပန်အင်းကြီးကိုကောင်းစွာကျန့်ကျင်ပါသည်။ယရနာဒီပန်အင်းနှင့်ယရနာဒီပန်မိလင်းဆိုင်တို့၏အစွမ်းအာဏိသင်မှာလက်လာဘများပေါ်များစေခြင်းစီးပွား ါတက်စေခြင်းဘေးရန်ကင်းစေခြင်းဝန်ထမ်းဖြစ်ပါကရာထူးတိုးတက်ခြင်းအကြီးကဲတို့၏ချစ်ခင်မှုကိုခံစားရခြင်းစသည့်အကျိုးများရရှိစေသည်ဟုသိရပါသည်ဆလင်းမျိုးတို့ရောက်ရှိလာသောဌာနဆိုင်ရာဝန်ထမ်းချို့သည်ဆရာကြီးဦးသိမ်းမောင်ထံလာရောက်ချင့်ကပ်ကြပါသည်ဆရာကြီးသည်မိမိထံလာသောအဆွေခင်မှုတို့ကိုအတတ်နိုင်ဆုံးစွမ်းဆောင်ပေးသည်သာမကောင်းသောအတတ်ပညာများဖြင့်ပြုစားထား၍ယောဂဝေဒနာရသူများကိုလည်းဝေဒနာပျောက်ကင်းချမ်းသာအောင် ကုသပေးပါသည် ဥစားဆောင်အစွဲမြေဖုတ်ဘလူးဖန်ဆာခြင်းစသည်ပယောဂနှင့်ပတ်သက်သောဝေဒနာရှင်များကိုလည်းပျောက်ကင်းချမ်းသာအောင်ကုသပေးပါသည်ကျွန်တော်တို့ဆရာကြီးတို့မိသားစုသည်အလွန်ရင်းနှီးသောမိတ်ဆွေများဖြစ်ကြပါသည်လွန်ခဲ့သော15နှစ်ကျော်ဒကြံအတက်နေမှာဆရာကြီးဦးသိမ်းမောင်တို့အိမ်သို့ကျွန်တော်ရောက်သွားပါသည်ဒကြံအတက်နေဖြစ်သည့်ဖြင့်ဆရာကြီးသည်ဆေးများကိုတိတ်တိတ်တင်နေပါသည်ကျွန်တော်ရောက်သွားချိန်မှာဆရာကြီးလုပ်ငန်းပြီးစီးသောချိန်ဖြစ်နေပါသည်ဆရာကြီးကနားပြုတ်ကိုကျော်ဒီမှာထိုင်ပြဟုတူးရှိနာတွင်ထိုင်ရန်နေရာပေးပါ ပါသည်ဆရာကြီးသည်ကျွန်တော်ဤဖခင်ကြီးနှင့်တက်တူရတူဖြစ်ပါသည်ထို့သော ကျွန်တော်နာမည်ကို ရှေ့မှကိုတက်ခေါ်လေးရှိပါသည်ပြောဆိုဆက်ဆံပုံများ၌အလွန်လေးစားဖို့ကောင်းပါသည်ဆရာကြီးသည်ဘုဒ္ဓတရှာမိသောကျွန်တော်အားသူ၏ဂံပြအတွေ့အကြုံများကိုပြောပြလေရှိပါသည်ကျွန်တော်ရောက်ပြီးခဏကြာမှဆိုးသောကတိတ်တိတ်တင်လာသောဆေးကုန်းကလေးကိုစပွဲပေါ်မှယူလိုက်ပါသည်ကုန်းရကလေးကိုကျွန်တော်ရှိနာအသာချလိုက်ပါသည်ဆေးကုန်းကလေးထဲမှာဆေးတောင်များဆေးရုံများနဲ့အခြားဂံပြပစ္စည်းများကို ြတာပါသည်။မှတ်သားမိသလောက်ရေးရလျင်သာသနာ9000အနီမှစေမြမ20အနီမှစေအာလောကစေယုံမြင်းစည်းပုံနာစေယုံဆရာစီဝကစေယုံဂျိုးမြူတီစေယုံကြီးနဲ့လေးကျောင်းပိုင်းဘုံမစိုးဥတူတော်စေယုံကလေးတို့ဖြစ်ပါသည်။ဆရာကြီးကဆက်လက်၍ရင်းစေးတို့အားသုံးဆွဲပုံကိုထပ်မံရှင်းပြပါသည်။သာသနာ9000စေးနဲ့မြမ20စေးတို့ကိုစေယုကြီးနဲ့ရောဆက်ပြီးတွေးရတယ်။ တွေ့ရတဲ့ဆေးတွေကိုခနာကိုအထက်ပိုင်းလက်မောင်းပခုံးရင်ဘတ်နောက်ကြောနှစ်ဖူးဥကောင်းထိတ်တို့မှာမြန်မာစုပ်နဲ့တုတ်တူပြီးထိုးရတယ်ဆေးရိုးကြီးကိုတွေ့ရမှာလက်ဖက်ရည်ကျွပကန်ထဲမှာမှတွေ့ရတယ်အဲ့ဒီဆေးရိုးကြီးကအလွန်မာကြောပါတယ်ဆေးရိုးကြီးမှာငါးမျက်နှာဆေးရိုးကြီးမဟာမြိုင်ဆေးရိုးကြီးဆိုပြီးအစားစားရှိတယ်အယောင်မှာလည်းအနက်ရောင်အနီရောင်အဖြူရောင်အစိမ့်ပုတ်ရောင်စသဖြင့်အယောင်မျိုးမျိုးတွေ့ဘူးပါတယ်ပါလာဝကဆေးရုပ်ပုံနကမြင်းစည်းရုပ်ဇီဝကဆေးရိုးကိုလည်းအတိုက်ခံပြုလို့ရ ရာများမှာအသုံးပြုရပါတယ်။ဒီဆေးတွေကအထက်လန်းဆေးတွေဖြစ်ပါတယ်။ခန္ဓာကိုယ်အောက်ပိုင်းကိုစုပ်နယ်မထိုးရပါဘူးဟုပြောပြပါသည်။ကြာကြီးဆေးဦးများမှာဆရာအစင်ဆက်အသုံးပြုခဲ့ကြ၍အာလာဝကရုပ်သည်ဥကောင်းကလေးသာကျန်ပါတော့သည်။ပုံနကမြင်းစည်းရုပ်ကလေးမှာအောက်ကမြင်းရုပ်မရှိတော့ပါ။ပုံနကရုပ်သာကျန်ပါသည်။ဇီဝကရုပ်မှာလည်းဥကောင်းခြေတော်ခန္ဓာကိုယ်မရှိတော့ပါ။တကလေးတစ်ဖက်သာကျန်ပါတော့သည်။ဂျင်းတို့ဖြစ်ရသည်မှာဆရာအစင်အဆက်ဆေးဦးများကိုဆေးကြောက်ပြင်တွင်သွေးပါများ၍ငယ် သွားခြင်းဖြစ်ပါသည်လေးကျုံမိုင်ဘုံမစိုးဥတုတော်ဆေးရုပ်ကလေးသာအင်္ဂါဆုံးရှိပါသည်ရင်းရုပ်ကလေးမှာလက်တန်းခန့်ရှိပြီးအယုတ်ဤလုံးဘတ်မှာလက်တန်းလုံးခန့်တုပ်ပါသည်ရင်းဆေးရုပ်ကလေးကိုဟင်းသာပရအနီတုပ်ထားပြီးအပေါ်မှာရွှေစစ်ချတာပါသည်ဆေးရုပ်ကလေးပုံတရမှာဖူးသူတော်ဝတ်စားများဝတ်ထားပါသည်ဥကောက်မှာကရုံးကလေးနဲ့ဖြစ်ပါသည်ဖူးသူတော်နဲ့အလွန်တူပါသည်စာပလီလေးကိုဘေးဆောင်တိုက်ပိုက်ထားပါသည်ထုလုပ်ထားသည်မှာတက်တက်ရရရှိပြီးလက်ရမြောက်လာပေသည်ဆေးရုပ်ကလေးဟန်ပန်အနေထားမှာ အသက်ဝင်လှုပ်ရှားနေသည့်ပုံပဲ ျွန်တော်ဒီဒီစေးရုပ်ကလေးကိုစိတ်ဝင်စား၍ဆရာကြီးဒီစေးရုပ်ကလေးကနာမည်ဘလို့ခေါ်ပါသလဲခင်ဗျာလေးကျုံးပိုင်းဘုံမစိုးဥတူတော်လို့ခေါ်ပါတယ်အဲ့ဒီစေးဆောင်ကအရှိကျွန်းတောင်ကျွန်းအနောက်ကျွန်းမြောက်ကျွန်းတို့မှာရှိတဲ့မြေကြီးမှန်သမျှကိုအစိုးရတဲ့အုပ်စိုးပါတယ်နာမည်ကကိုလေးကျုံးပိုင်းဘုံမစိုးဥတူတော်လို့ခေါ်ထားတယ်လေမြေကြီးတွင်းမှာရှိတဲ့မြေဖို့ဘလူးအုပ်စာဆောင်စတာတို့ကို နိုင်ပါတယ်အုပ်စာဆောင်ဝေမာနိကပိတ်တာတွေဟာဒီစေးဆောင်ကိုအလွန်ကြောက်ပေါ့အုပ်စာတိုက်တူးတဲ့တိုက်စရာတွေဟာဒီလေးကျုံး ောင်းပိုင်ဘုံမစိုးဥတုတော်ဆေးရုပ်ကိုအလွန်မှတ်ကြတာပေါ့ဆေးစွမ်းတာမစွမ်းတာထက်ဆေးရုပ်ကလေးကအတက်ရက်ပြင်ပြွေကျွန်တော်စိတ်ဝင်စားမိပါသည် ထို့ကြောင့်ဘုံမစိုးဥတူရောစေယုတ်ကလေးကိုအတုံးချပုံနဲ့ရေးရီဆွဲရီတက်တွေကိုပြောပြပါရန်မေတ္တာရက်ခံလိုက်ပါသည်။ဆရာကြီးဦးသိမ်းမောင်သည်လေးကျိုးပိုင်းဘုံမစိုးဥတူရောစေယုတ်ကလေးအတုံးပြပုံနဲ့အစွမ်းထပ်ပုံကိုအောက်ပါတိုင်းပြောပြပါသည်။ဆရာကြီးသည်အသက်40ကျော်50ပတ်ဝန်းကျင်အရွယ်က6မျိုးရေနံချောင်းမျိုးကြောက်ပတော့မျိုးမိထီလာမျိုးတာစီမျိုးပွေ့ဖြူမျိုးနဲ့ငဖဲမျိုးများတို့လှည့်လည်ပြီးလက္ခဏာပေတွေများဟောပါသည်။ဇာတာဖွဲ့ခြင်းတိုင်းရင်းစေပညာများနဲ့စေကူတပေးခြင်းနဲ့ပြ ယောဂနဲ့ပတ်သက်သောယောဂဝေဒနာများကိုလည်းကုသပေးပါသည်။တစ်နှစ်မှာငဖဲမျိုးတို့လက္ခဏာပြင်ဟောသွားပါသည်။ငဖဲမျိုးရဲ့နေစဉ်ဥစဉ်ဝင်းအိမ်မှာတဲခိုပါသည်။ ဦးစိန်ဝင်းသည်ဆလင်းမျိုးသားဇာတိဖြစ်ပြီးဆရာကြီးဦးသိမ်းမောင်ထက်လင်းငါနှင့်အသက်ကြီးပါသည်။ညီကိုလိုယင်းဤခင်မင်းကြပါသည်။ဦးစိန်ဝင်း၏အိမ်ဆတွင်လမ်းမကြီးရှိပါသည်။ဦးစိန်ဝင်းအိမ်နှင့်မြေနှချေးဆိုင်လမ်းတစ်ဖက်ဘေးတွင်မြို့နယ်တရိတ်ဆန်စေကူဆရာဝန်အိမ်ရှိပါသည်။တနေ့မှာတရိတ်ဆန်စေကူဆရာဝန်အိမ်တွင်လူတွေဆင်းလိုက်တက်လိုက်တွာလာနေသည်ကိုဆရာကြီးဦးသိမ်းမောင်မြင်နေရပါသည်။အတန်ကြာလင်အိရှင်ဥစိန်ဝင်းသည်တရိတ်ဆန်စေကူဆောင်းဝအိမ်မှပြန်လာတာကိုမြင်ရပြန်ပါသည် ကုစိန်ဝင်းမျက်နာမကောင်းချင်ဆရာကြီးဦးသိမ်းမောင်ကကုစိန်ဝင်းနန်းဟိုဘက်ကအိမ်မှာဘာတွေဖြစ်နေတာလဲလူတွေဆင်းလိုက်တက်လိုက်နဲ့ဝိုင်းအောင်နေတာပဲမြို့နယ်တရိတ်ဆန်စေကူဆရာဝန်မှာကွာမိသားစုစကားပြောနေကြဘုံကနေလဲကြပြီတတိမိကားလို့မေးမရခေါ်မရနဲ့အသက်တော်ရှူသေးတယ်ဒါဆိုဘေးပြောကအနောက်ရက်တစ်ခုခုကြောင့်ဖြစ်တာပါမင်းကုသနိုင်သလားကုသနိုင်ပါတယ်ဒါဆိုလာကွာအဲ့ဒီအိမ်ကငါနဲ့တွားပြီးလူနာကုသပေးရအောင်ပါ ငါနဲ့အင်းနှီးချင်းတွေမို့ပါပြီးတော့သူတို့ကမြို့မျက်နှာဖုံးနေပါဒီလိုနဲ့တော့ကျုပ်ကလိုက်ပြီးကုသမပေးနိုင်ဘူးလူနာရှင်နဲ့တက်ဆိုင်တဲ့သူလာပေးမှလိုက်နိုင်မယ်သိမ့်မောင်ရမင်းကလည်းကြီးကျယ်နေပြန်ပြီငါပေးမှတော့လိုက်ခဲ့ပါကွာကိုစိန်ဝင်းခမ ्या ကလူမမာရှင်မဟုတ်ဘူးလူမမာရှင်ကိုတိုင်းလာပစ်မှလိုက်ရတယ်ဒါပညာရှင်တို့ရဲ့စောင့်စည်းအပ်တဲ့တရားပဲအင်ရှင်ဥစိန်ဝင်းဒီခေါင်းကုတ်ပြီးမျက်နှာချင်းဆိုင်တရိษံစစ်ခုဆောင်အိမ်တို့ပြန်သွားပါသည်ခဏကြာသောအခါဥစိန်ဝင်းပြန်လာပါသည် သူ့နောက်မှာအသက်50ဝန်းကျင်အရွယ်ရှိရုပ်ရည်တက်မြန်သောအမျိုးသမီးကြီးတယောက်ပါလာပါသည်အမျိုးသမီးကြီးသည် တပတ်ဆောင်ကလေးညာဘက်ပခုံးပေါ်တင်ပြီးဆရာကြီးဥသိမ်းမောင်ရှေ့တွင်ကြုံကြုံထိုင်လိုက်ပါသည် အမျိုးသမီးကြီးကဆရာရဲ့ကျမသားလေးစကားပြောနေရင်ဟုံးငနေလဲကြပြီးသတိမိသွားပါတယ်အခုထိခေါ်လို့မရသေးပါဘူးကြောက်ရောက်ပြီးကုသပေးပါရှင်ဆရာကြီးဥသိမ်းမောင်သည်အမျိုးသမီးကြီးပြန်ဆောင်ရမျက်နှာချင်းဆိုင်အိမ်သို့လိုက်ပါသွားပါသည်ဂျင်းအိမ်သို့ရောက်လင်ခေါင်းရင်းကန်းနိုင်အသက်30အောက်လူငယ်တူသတိမိလဲနေသည်ကို တွေ့ရသည်ဆရာကြီးသည်လူမမကြီးခေါင်းရင်းတွင်တမြင်ခွေထိုင်လိုက်သည်ဘေးပြောကအနောက်ရှက်ကြောင်ဖြစ် ံမန်းတိလိုက်သည်ထို့ကြောင့်ရေတခွက်ပေးရန်တောင်းလိုက်သည်ဥစွာပထမဖះရှင်အားဥတုံးငိန်ချလိုက်သည်စေကုံအစ်ကလေးထဲမှလေးကျုံမိုင်ဘုံမစိုးဥတူတော်စေုပ်ကလေးကိုယူကာရေခွက်ထဲသို့ထည့်လိုက်သည်အထက်ဆရာကြီးများအားပင့်လျှောက်တိုင်တဲလိုက်သည်ရေခွက်ထဲမှရေများကိုလူမမာကြီးခန္ဓာကိုယ်ပေါ်သို့လက်နှင့်တို့ကဖြန်းတောက်လိုက်ပါသည် မကြလိုက်ပါတတိမိနေသောလူပမာသည်တတိရလာသည်ထထိုင်ပါသည်ဘာမပြောညာမပြောနဲ့ဆရာကြီးဦးသိမ်းမောင်ကိုလက်အုပ်ကြီးကဥတုံးငိန်ချကတော့ပါသည်ဆရာကြီးဦးသိမ်းမောင်ကကဲကဲဘလို့ဖြစ်ရတာတော့ပြောစမ်းမအောင်ကျွန်တော်တို့မိသားစုစကားပြောနေတော့ကျွန်တော်ဘုန်းကနေလဲကြသွားပါတယ်တတိမိမျောနေစဉ်အချိန်မှာလူတစုရောက်လာပြီးကျွန်တော်ကိုဇွတ်အတင်းဆွဲခေါ်ကြတယ်ကျွန်တော်ကသူတို့တိုက်နှန်းကလာတာတဲ့ အချင်းကြလို့လာခေါ်တာဆိုပြီးအတင်းဝိုင်းဆွဲကြတယ်ကျွန်တော်ကလည်းကျုံမှာအမေဇနီးနဲ့တာသမီတွေကိုမခွဲနိုင်လို့မလိုက်နိုင်ဘူးလို့ပြန်ပြောလိုက်တယ်မရဘူးလိုက်ရမှာပဲတဲ့ခုမှတိုက်နှန်းတွေရှိတယ်ဆိုပြီးညွှန်ပြကြတယ်တိုင်နှန်းရှိတယ်ဆိုတဲ့နေရာကိုကြည့်လိုက်တယ်ခြေပြင်ကြီးထဲမှာကျုံးဖြစ်ပေါ်နေပြီးအဲ့ဒီကျုံးပေါ်မှာဖះချောင်းစရက်တိုက်တာတစောင်းနေနဲ့တပ်ပင်ကြီးတွေဝေးစားနေတာကိုတွေ့ရပါတယ်သူတို့ကစုအတင်းဆွဲကျွန်တော်ကရုံးကန်ရင်ဖြိုးစုလူအုပ်ကြီးပေါ်လာတယ်အဲ့ဒီလူအုပ်ကြီးက ခေကောင်တွေအဲ့ဒီလူကိုလွတ်လိုက်ကြအခုလွတ်လိုက်ကြလို့ပြောနေတာမကြားဘူးလားလို့ဝိုင်းအောင်လိုက်ကြမှာကျွန်တော်ကိုလွတ်ပြီးထွက်ပြေးကြတယ်အဲ့ဒီလူတွေကျွန်တော်ကိုလွတ်လိုက်တော့မှကျွန်တော်သတိရလာတာပါအဲ့ဒီလူသတိရလာတာဆရာကြီးရဲ့ကျေးဇူးဖြစ်မှာပဲဆိုပြီးအခုလိုလက်အုပ်ချပြီးဥသုံးချိန်ချရတာပါဆရာကြီးကကဲအမကြီးခမသားပြောတဲ့ဖះအောင်စရဲ့တိုက်တာတစောင်းတွေနဲ့တစ်ပင်ကြီးတွေဝေစာနေတဲ့ကျုံးပေါ်မှာ နေခဲ့ဘူးသေးလားအမျိုးသမီးကြီးမ ကျမခင်မိုးယောက်ျားကလည်းတရိษံကုဆရာဝန်တူပါပဲမိုးလမြိုင်ကျုံးမှာကျမခင်မိုးကတရိษံဆရာဝန်တာဝန်နဲ့ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီမှာပဲကျမသားကိုကိုဝင်ရှိခဲ့ပါတယ်ဒါအခုမြင်တွေ့ခဲ့ရတဲ့အဆောက်အုံတွေကလည်းမိုးလမြိုင်ကျုံးမှာရှိတဲ့အဆောက်အုံတွေနဲ့တူနေပါတယ်အဲ့ဒီအဆောက်အုံဖះကျောင်းစရဲ့တိုက်တံစောင်းတွေမှာဥစားတိုက်တွေအကြီးအကျယ်ရှိတယ်လို့သိခဲ့ရပါတယ်ကျမသားဥစားဆောင်ဝင်စားတာဟုတ်မှာပါ ဒါကဟိုအတိတ်ဟိုအကြောင်းတွေသတိပြန်မရလို့ဖြစ်မှာပေါ့။နောက်ဒီလိုမဖြစ်အောင်ကုညီပါဆရာ။ကျမသားဟာသူ့အဖေလိုပဲတရိတ်ဆန်ကုဆရာဝန်မှာဒီငဖဲမျိုးမှာမြို့နယ်တရိတ်ဆန်ဆရာဝန်တာဝန်ကိုထမ်းဆောင်နေတာပါ။နောက်လဲဒီလိုလာရောက်ခွန်နိုင်ပါလားဆရာ။ဆရာကြီးမှတိုက်ကြိုးမဖြတ်ရင်အချိန်မရလာခွန်နိုင်ပါတဲ့။သတိမေးလို့နိုင်လွန်သွားရင်အသက်သေနိုင်ပါတဲ့။ဒီလိုဆိုကျမသားကလေးကိုတိုက်ကြိုးဖြတ်ပေးပါဆရာ။ဆရာကြီးဒီခေါင်းရင်းကိုကြည့်လိုက်သည်။ဖះရှင်နဲ့ဖះကိုကတ်လူထားသောညောင်ရီအိုးမတွေ့ချေ။ ခမရတို့အိမ်မှာဖះစင်နဲ့ဖះကတ်လူထားတဲ့ညောင်ရီကိုမမြင်မလားကျမတို့ကဘုရားဘာသာဝင်မိသားစုမဟုတ်ပါဘူးဆရာအခြားဘာသာဝင်တွေပါဒီလိုဆိုတိုက်ကျိုးဖြစ်လို့မရဘူးကျွန်တော်တို့ခိုင်းတော်ဟာဖះရှင်ရဲ့အဆုံးမအောက်မှာခံယူမှုပြုလုပ်ရပါတယ်ညောင်ဝင်မိသားစုသည်ဘုံဆိုယခုလိုတတိမိပြီးအသက်တေမာကိုကြောက်ရွံ့နေကြသည်အမျိုးသမီးကြီးကဆရာကျမတို့မိသားစုဘုရားဘာသာကိုကူးပြောင်းမာတော့မယ်ကျမသားလေးကိုတိုက်ကျိုးတာဖျက်ပေးပါဒီလိုဆိုအခုချက်ချင်းပဲညောင်ရီအိုးပန်းလူပါညောင်ဝင်မိသားစုသည်ညောင်ရီအိုးပန်းလူကပန်းက တ်ပါသည်ဆရာကြီးသည်ဆောင်းဝမိသားစုအားတရဏဂုံရွတ်ဆိုစေပါသည်ပြီးလျှင်ရေခွက်ထဲသို့လေးကျိုးမိုင်ပုံမစိုးဥတုတော်ရုပ်ကလေးကိုထည့်လိုက်ပါသည်နောက်နောက်တွင်ဆရာဝန်အားလာရောက်မနှောက်ယှက်ရန်နှင့်အုပ်စာတိုင်းနှင့်မိသူမှမပတ်သက်ကြောင်းအမိန့်ပြန်ပါသည်ရေခွက်ထဲမှရေများကိုဆောင်းဝန်အားတောက်စေပါသည်ထို့အခါကျမှဆောင်းဝမိသားစုပြုံးပျော်ရွှင်နိုင်ကြပါတော့သည်ဤကဲ့သို့လေးကျိုးမိုင်ပုံမစိုးဥတုတော်ဆေးရုပ်ကလေးနှင့်ရင်းဤအစွမ်းတက်သည့်ရှိပုံကိုပြောပြပြီးကျွန်တော်ကိုထပ်မံပြောပြသည်မှာအဲ့ဒီတုန်းကတင်းအံ့ဆဲဆဲဆောင်း ဝန်ကိုဘုံမစိုးဥတုတော်စေကလေးအစွမ်းနဲ့ကဲ့တင်ခဲ့ရလို့ဝမ်းမြောက်ပီတိဖြစ်ခဲ့တယ်။အဲ့ဒီတမွန်းဖြတ်နိုင်တဲ့ကျေးဇူးများရရှိလာတာဟာဟောဒီလေးကျုံးမိုင်ဘုံမစိုးဥတုတော်စေုပ်ကလေးရဲ့စွဲ့အင်နေပေါ့ဗျာ။ဆရာကြီးဦးသိမ်းမောင်ဒီလေးကျုံးမိုင်ဘုံမစိုးဥတုတော်စေုပ်ကလေးကိုကင်ပြရင်ပီတိဖုံးနေသောအပြုံဖြင့်ပြုံးရတာနေပါတော့သည်။မချက်ဆရာကြီးကွယ်လွန်ခဲ့ဒီမှာဆယ်နှစ်ခန့်မင်းရှိပါပြီဆရာကြီးနဲ့ဆရာကြီးပညာကုန်တို့အားလေးစားသောအဖြစ်တတိယစွာရေးသားလိုက်ခြင်းနဲ့စာဘတ်သူများအား ဘူးတုဒ္ဒမြောက်ဝေခန်းစားနိုင်ကြစေရန်တင်ပြလိုက်ရခြင်းဖြစ်ပါကြောင်းပညာရှိသူတော်ကောင်းများနဲ့တွေ့ဆုံပေါင်းသင်းနိုင်ကြပါစေဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီစီယာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်